ဖောက်ပလစ်တရာရဲ့သွေးစွန်းတန်တာရီအကြောင်းကိုဒီကနေ့ကျွန်တော်တို့ AMN မြန်မာ channel လေးကနေတင်ဆက်ပေးမှာပါဒီဖောက်ပလစ်တရာလို့ခေါ်တဲ့တန်တရာကြီးကပေ90နီးပါးမြင့်ပြီးတော့ပေ980ကျော်ရှိလျက်ပါတယ်တန်ကြီးတက်နေတဲ့တန်မဏိတိုင်တိုင်းမှာသွေးစွန်းခဲ့တဲ့သမိုင်းတွေကကန့်ညှိနေပါတယ်ဒေတာကန်တွေကဒီတရာရဲ့တစီကိုဖောက်ပလစ်ဘလူးလို့နာမည်ပေးထားကြပါတယ်သူ့ကိုအများစုကတော့စစ်လူလို့ခေါ်ကြပါတယ်ပုံမှန်တရံကတော့လူခဏကိုအပေါ်ပိုင်းကစက်သားမရှိပိန်ချုံးနေပြီးအောက်ပိုင်းကတော့တန်မာတဲ့ဆေးချထောက်တွေရှိနေတာပါ ခေါင်းပေါ်မှာကောက်ကွေးနေတဲ့ဂျိုကြီးတွေရှိပြီးတော့မျိုးလုံးတွေကညာဘက်မှာမှိန်ပြပြအနေအားတောက်နေတယ်လို့ဆိုပါတယ်။တနအီတွေထဲမှာဒီဘလူးဟာသူ့ရဲ့သားကောင်တွေကိုဖမ်းဆီးဖို့ထားဒါမှမဟုတ်ပစင်ကိုတုံးစီရမလို့ပါဘူး။သူတုံးတာကလည်းအတန်ရဲ့ဆွမ်းအားပါပဲ။သူကလူတယောက်ရဲ့ချစ်ရသူရဲ့အတန်မိဘရဲ့အတန်ချစ်သူရဲ့အတန်ကိုအတုခိုးပြီးတော့တရားဘော့ကိုတက်လာဖို့ဖိတ်ခေါ်တတ်ပါတယ်။တရှုကလည်းသူ့ရဲ့အတန်ဟာပြူစားနိုင်တဲ့စွန်းအားရှိပြီးတော့တားကောင်ကိုယထာလန်းပေါ်လမ်းလျှောက်နေပြီးအောင်ဆွဲခေါ်သွားတတ်တယ်လို့ဆိုကြပါရည် ဲ့ဒီနောက်မှာတော့ကြားလိုက်ရတဲ့နောက်ဆုံးအတန်ကအနောက်ကနေအရှင်ပြပြင်းနဲ့ချင်းကပ်လာတဲ့ကုန်တင်ရထားကြီးရဲ့ကျေလောင်တဲ့အတန်ပဲဖြစ်ပါတယ်။ဒီဘလူးရဲ့စင်မြစ်ကဘာလဲဆိုတာပြောကြတဲ့ဇလန်တွေကအများကြီးကိုရှိပါတယ်။အဓိကဇလန်အနေနဲ့ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစက်ကရထားတစဉ်ဒီတံတားနာမှာတိတ်မောက်ခဲ့တယ်ဆိုတာပါ။အဲ့ဒီရထားထဲမှာ free show အတွက်ကိုမှပြသထားတဲ့လူတစ်ပိုင်းစိတ်တစ်ပိုင်းမျိုးဆက်တော်ရတကောင်ပါလာပါတယ်။ရထားမောက်တဲ့အချိန်မှာအဲ့ဒီဘလူးဟာလွတ်မြောက်ပြီးတော့တတော်လေးကိုပုံအောင်သွားခဲ့ပါတယ်။ နှိမ့်ဆက်ခံခဲ့ရတဲ့သူ့ရဲ့ဘဝအတွက်လူသားတွေကိုလက်စားချေဖို့အခုထိတိုင်ကိုမှတရားကိုစောင့်ကြည့်နေတယ်လို့ဆိုကြပါရည်။နောက်ထပ်ဇလံတစ်ခုကတော့လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကစီတန်ကိုးကွယ်တဲ့လေသမားတဦးဟာပို့ပြီးတော့ကြီးမာတဲ့စွမ်းအင်တွေကိုရရှိဖို့သူ့ရဲ့စိတ်တွေကိုရစ်ပူစော်ရကနေနောက်ဆုံးမှသူ့ကိုယ်တိုင်စိတ်ပုံတံတန်ကိုပြောင်းလဲသွားတယ်လို့ပြောကြပါရည်။ဒါတွေအားလုံးကဒန္တာဟိတာဖြစ်ခြင်းဖြစ်မယ်။ဒါပေမဲ့လို့ဖောက်ကလစ်တရားမှဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကတော့အမှန်တရားတွေပါ။ ခုထိတိုင်ကိုမှအသုံးပြုနေဆဲဖြစ်တဲ့ဒီရထားလမ်းပေါ်ကိုစွန့်စားခြင်းနဲ့စိတ်နဲ့တက်သွားကြတဲ့လူငယ်တွေဟာနှစ်စဉ်နှစ်တိုင်းတည်ဆုံမှုတွေနဲ့ဒဏ်ရာရမှုတွေကြုံတွေ့ခဲ့ကြရပါတယ်။1989ခုနှစ်မှာလူငယ်တအူးဟာတန်ပေါင်ပေါ်ကနေချော်လဲပြီးတော့ပြုတ်ကျခဲ့ပါတယ်။2016ခုနှစ်မှာလည်းအိုဟိုင်းယိုပြည်နယ်ကခီးသွားတအူးဟာဒီဘလူးကိုလိုင်းရှာရင်းနဲ့ရထားတိုက်ခံရလို့တည်ဆုံခဲ့ပြန်ပါတယ်။2019ခုနှစ်မှာတော့15နှစ်အရွယ်ဆာဗာနာဘရိတ်ဟာလည်းအလားတူကန်ဂျမာဇိုးနဲ့ကိုရင်ဆိုင်ရပါတယ်။ ယထာလန်ကုမ္ပဏီဖြစ်တဲ့ Norfolk Southern ကတော့လူတွေမတက်ရောက်နိုင်အောင်ပို့ပြီးတော့မြင်းနဲ့ခြံစည်းရိုးတွေတတိပေးဆိုင်းပုတ်တွေနဲ့တောခတ်ထားတဲ့ဇကားတွေကိုတက်ဆင်ထားခဲ့ပေမဲ့ဒီဌာနကြီးကိုယုံကြည်ကြတဲ့သူတွေရဲ့စိတ်ဝင်စားမှုကတော့မရက်တက်နိုင်သေးပါဘူး။ဘာလို့လဲဆိုတော့တချို့သောသူတွေဟာညာဘက်မှာတရားနာကနေရေတံတူတူဓမ္မဟုတ်ရင်အကူအညီတောင်းတဲ့တန်တွေကိုကြားရတယ်လို့ပြောနေကြတော့ပါ။ပုတ်ကလစ်တရားဟာလေဌာနကြီးကိုယုံကြည်ကြတဲ့သူတွေအတွက်စွန့်စားရနေရာတစ်ခုဖြစ်နေစေပါ။ ဒါပေမဲ့ဒေတာခန့်အများစုကတော့ဒီတရားကိုစစကန့်ဖြစ်ကုန်မှာမမြင်ကြတော့ပါဘူး။သူတို့အတွက်ဒီတရားဟာချီရသူကိုဆုံရှုံခဲ့ရတဲ့မိသားစုတွေရဲ့နာကျင်မှုကိုဖော်ပြနေတဲ့အမှတ်ရနေရတာဖြစ်နေပါပြီ။ဒီဘလူးဟာတကယ်ရှိရလားဒါမှမဟုတ်လူတွေရဲ့ကြောင်ရုံမှုနဲ့ဆက်စုလို့စိတ်ကိုပေါင်းဆက်ပြီးဖန်တီးထားတဲ့စိတ်ကူးရင်ပုံရိပ်တက်တက်လားဆိုတာကိုတော့မပြောနိုင်ပါဘူး။ဒါပေမဲ့တေချာတာတစ်ခုကတော့အနေရရှိတာကတော့အမှန်တကယ်ပါပဲ။ ဒါကြောင့်မလို့ကိုယ့်ရဲ့အသက်ကိုနှမျောရင် US ကိုရောက်တဲ့အခါအဲ့ဒီတရားနာကိုရာလို့တော့မှခြေဦးမလဲမိကြစေဖို့ကို ကျွန်တော်ကတော့တတိပေးလိုက်ပါရစေ။